အိန္ဒိယနိုင်ငံနောက်ပိုင်းမဟာရထရာပြည်နယ်မှာရှိတဲ့ခေးသွားတွေလာရောက်လက်ပတ်လေးရှိတဲ့အထင်ကရနေရာတနေရာမှာမြေတစင်းမော်ဖြစ်ပြီးဆောက်လုပ်ထားတဲ့တန်တရာ၁၀စွန်၁၅ရက်ကပြိုကျခဲ့ပြီးတဲ့နောက်လူနှစ်ဦးထပ်မံနေသေဆုံးပြီး၃၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တာဝန်ရှိသူတို့ကပြောပါရတယ်။ လူချအုပ်ထမ်းမနဲ့အသက်အနည်းငယ်စိုးရိမ်ရတဲ့အခြေအနေနဲ့ဆင်းရုံတရာကိုသောမှုခံယူနေကြောင်းပြည်내ဝင်ကြီးချုပ်ဒီဗန်ဒရာဖန်နာဘက်ကလူမှုမီဒီယာ S မှာထုတ်ပြန်ထားပါတယ်။တရာပြိုကျချိန်မှာခီးသွောအများပြားရှိနေပြီးခီးသွောတွေဟာရေစီးတန်တဲ့မြေအတွင်းကိုထိုးကြခဲ့ကြောင်းဒေသခံမီဒီယာမှာဖော်ပြထားပါတယ်။ လူချောက်ကိုကဲတင်ခဲ့ပြီးတချို့ဟာရေစင်းနဲ့မျောပါသွားတာကြောင့်ရှောင်ဖွေကေစည်းလုပ်ငန်းတွေဆက်လက်လုံဆောင်နေကြောင်းဖန်နာဘက်ကဆိုပါတယ်။ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ပူနေခရိုင်ကွန်တာမာလာဒေသမှာလွန်ခဲ့တဲ့ရက်အနည်းငယ်ကမိုးသည်ထန်စွာရွာသွန်းခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့တရားပြိုကျချိန်မှာမိုးရွာသွန်းနေခြင်းမရှိဘူးလို့သိရပါတယ်။အမျိုးသားသမဝဘေးရနေရဲ့တုံ့ပြန်ရေးအဖွဲ့နဲ့တခြားရှောက်ဖွေကေစေးရေးအဖွဲ့တွေကကေစေးရေးလှုပ်ဆောင်လို့ရရှိတယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်